MinCS အကြောင်းကိုဆက်ပြီးဖတ်ပြမှာဖြစ်ပါတယ်။ခြံမင်းစက်မကြဆုံးမိကပင်ကွန်ပျူတာရဲ့အစဉ်အလာကိုလိုက်နာကြတဲ့အတွေ့အမြင်အခိုင်းတွေပေါ်ပေါက်လာတယ်။တွေ့ရရင်ကွန်ပျူတာဝါဒကိုအောင်မြင်စွာဘယ်သူမှမဖော်ထုတ်နိုင်ခဲ့ကြဘူး။ MinCS လက်ထက်မှာဒါဤဝါဒကိုအထင်ကြီးဖြစ်အောင်လုပ်နိုင်ခဲ့ကြတယ်။ကိုယ်တိုင်ကကွန်ပျူတာရဲ့တုံတင်ညွန်ပြချက်တွေကိုယုံကြည်ရင်းစွဲရှိသည်ကတကြားမိမိကိုယ်တိုင်ကလည်းစွမ်းဆောင်နိုင်စွမ်းတတ်သိရှိသည်ကတကြားကြောင့် MinCS က ကွန်ပျူရှာရဲ့ဝါဒကိုရေပန်းစားအောင်ပြုလုပ်နိုင်ခဲ့တယ်။ဤသို့ကွန်ပျူရှာဝါဒကိုပေါ်လွင်အောင်လုပ်ရင်အခြားသောအတွင်းအမြင်ဂိုင်းတွေကိုတိုက်ခိုက်ဝေဖန်ခဲ့တယ်။မိတို့ပြင်ကွန်ပျူရှာစင်လာကိုလိုက်ပြီးကွန်ပျူရှာဝါဒကိုစက်ခံစေခဲ့ကမူမင်းစီယက်စ်အားတရုတ်ပြည်သားများကဒုတိယအထင်ရှားဆုံးတွဲခေါ်ရှင်ကြီးလို့အတိအမှတ်ပြုကြပါတယ်။မင်းစီယက်စ်ရဲ့ဘဝနဲ့စပ်ပြီးမင်းစီယက်ဆိုတဲ့မိကတရုတ်အတန်ထွက်မဟုတ်ဘူးလက်တင်ဘာသာနဲ့တန်ထွက်ခေါ်ဆိုထားခြင်းဖြစ်တဲ့ ကျောက်ဘာသာအားဖြင့် Mingo တုံးဖို့ Minzu လို့ခေါ်ပါမယ်။ Minzia ဆိုတဲ့အမည်သာကျောက်ပြည်မှာအပါတခြားကမ္ဘာမှာအသည့်များသောကြောင့်ဒီအမည်ကိုပဲဒီစာဆောင်ကလက်ခံထားလိုက်တာဖြစ်ပါတယ်။ Minzia က Confucius ဝင်လွန်သားပြီးတဲ့နောက်နှစ်ပေါင်း100ကျော်ကျော်မှမွေးဖွားတာဖြစ်တယ်။အနည်းဆက်ဆုံးခံမှန်းချက်များအရ Minzia ရဲ့မွေးတက်ကလေးကို BC 382ကနေ189ချားလို့မှတ်တမ်းပြုကြတယ်။ ကွန်ပျူရှင်းမှာကဲတော့ပဲ MCS ကိုမီရှူတန့်စင်ဖွားမြင်ခြင်းနဲ့ဆက်ပြီးတော့ဒန်တာရီပုံမြင်တော်တော်များများရှိခဲ့တယ်။ MCS ကိုကိုဝင်ဆောင်ဇင်ကသူ့မိခင်ထံကိုကောင်းကင်တမန်နေရောက်လာတယ်လို့ဆိုကြတယ်။မွေးချိန်တန်းတဲ့အခါမှာလည်းသူ့မိခင်နေထိုင်ရာပတ်ဝန်းကျင်ဒေသတစ်ခုလုံးရောင်မျိုးစုံလျှံပြီးတော့မဝင်းပါကြည်လင်နေခဲ့တယ်လို့ဆိုတယ်။အမှန်ကတော့ဒီပုံမြင်က ဒီတွေးခေါ်ပညာရှင်ကြီးကိုယူသိမျက်နှာမှုနဲ့ယုံကြည်ကိုးစားမှုတို့ကြောင့်ပေါ်ပေါက်လာတဲ့စကားများပဲဖြစ်တင်ရပါတယ်။ Messias ကယခုကရှန်တာပြည်နယ်ရှိ Sanxians လို့ခေါ်တဲ့ယခင်ဆောင်အရက်ဇာတိဖြစ်ပါတယ်။သူက Confucius ကဲ့သို့စီယသားမျိုးရိုးကမွေးဖွားလာသူမဟုတ်ဘူး။လူပြည်နယ်မှာရှိတဲ့ Minson လို့မည်တွင်တဲ့အခွင့်တူးကန်လူဒန်စာမိသားစုကမွေးဖွားလာသူဖြစ်တယ်။လူပြည်နယ်မှာအာနာကြပြီး Minset ပြတ်ကန်ဒီမှာဒီမိသားစုကကျောင်းဒေတာကို ရွှေ့ပြောင်းနေထိုင်ခဲ့တယ်။ငယ်စဉ်ဘဝဖြစ်ရများမှာကွန်ပျူတာနဲ့မင်းစီယက်တို့ကတူတယ်။သူ့မှာလည်းကွန်ပျူတာလိုပဲငယ်ရွယ်စဉ်အသက်သုံးနှစ်သားကပင်ဖခင်ကွယ်လွန်ခဲ့တယ်။ဒိုချင်းကားလိုမိခင်ကြီးရဲ့တက်မက်ကျူဆန်နဲ့ကြီးပြင်းလာခဲ့ရတယ်။မိခင်ကြီးကသားဖြစ်သူမင်းစီယက်ပေါ်မှာလွန်စွာမှတန်ရောစဉ်ကြီးရဲ့မျောလင်းချက်နဲ့အိယာမထားတယ်။ဒါငယ်ရွယ်စဉ်ကသူ့သားလူတစ်လုံးသူတစ်လုံးဖြစ်ရေးအတွက်ရည်ရွယ်ပြီးဒါနဲ့တင့်လျော်ဟက်ဆက်မဲ့ပန်ဝင်းကြီးကိုရွေးပြီးတော့နေရာသုံးနေရာပြောင်းရွှေ့နေထိုင်ခဲ့တယ်လို့ဆိုတယ်။ ဗြဟ္မမင်းစီရဲ့ရှုမိသားစုကတင်းကြိုင်းနီးမှနေထိုင်ခဲ့ကြတယ်။ထို့သောနေစဉ်မှာသူ့သားကလေးကစားမျိုးထူတဲ့အခါမှာလူသေးမြောက်နံတော်ကစားနီးလူတိမ်ရွေးပူဆွေးတော်ကရောက်တော်ကစားနီးတွေကိုပဲကစားနေတာကိုတွေ့ရတယ်။ဒီလိုတွေ့ရတော့မိခင်ကများစွာစိတ်မချမ်းမသာဖြစ်ပြီးတော့ဒီနေရာမှာဆက်မနေတော့လို့ဆုံးဖြတ်လိုက်တယ်။ဒိုနီယာကလည်းချက်ချင်းပြောင်းရွှေ့ပြီးဈေးနဲ့နီးတဲ့တနေရာမှာနေထိုင်ပြန်တယ်။အဲ့ဒီခါမှာသားငယ်ကဈေးရောင်းဈေးဝယ်ကစားနီးနဲ့ကစားပြန်တယ်။မိခင်ကဈေးရောင်းဈေးဝယ်ခြင်းဖြင့်ကစားတဲ့ ပါကိုမြင်တော့စိတ်မချမ်းသာဖြစ်ရပြန်တယ်။တပန်ထိုနေရာကနေကျောင်းနဲ့နေတဲ့တနေရာကိုရွှေ့ပြောင်းပြန်တယ်။ထိုကအလွန်အတုခိုးလွယ်သောစိတ်မှာပတ်ဝန်းကျင်ရဲ့ဖြစ်ပျက်တွေကိုညှိတွင်လွယ်တဲ့ကောင်းငယ်ကကျောင်းသားဟန်ဆီယဟန်ကစားလာတာကိုမြင်ရတယ်။မိခင်ကတည်တည်ချိန်မှာတော့လွန်စွာမှဝမ်းသာဝမ်းမြောက်ခြင်းဖြစ်ပါတယ်။ဒီဖြစ်ပျက်ကလေးကတမန်အားဖြင့်ထူးဆန်းမဟုတ်လို့ဆိုပေမဲ့လည်းတူလူမျိုးမိခင်များကနောင်ခေတ်ဆက်ဆက်မှာမင်းစီယက်ရဲ့အမူအကျင့်ကိုမင်းစီယက်မိခင်ရဲ့အမူအကျင့်ကို ထုံးစံတပွဲလှုပ်လာခဲ့ကြတယ်။စာပေကျမ်းဂန်များကိုဒီလာလိုက်စားလာချိန်မှာ Mencius ကကွန်ပျူတာကိုလွန်အားကိုကိုကွယ်အားထားခဲ့တယ်။ဒီကက Mencius ကထုတ်ပေါ်မှတ်ဟဘူးတယ်။ဤကမာမြေပြင်၌လူစတင်ပေါ်ပေါက်လာခြင်းကစပြီးယခုတိုင်ကွန်ပျူတာလိုလူကနှစ်ယောက်ရှင်ပြန်မရှိနိုင်ခဲ့ကျွန်ုပ်ဒီကွန်ပျူတာကဲ့သို့ဝင်ဖြစ်လိုလာပါ၏ကျွန်ုပ်ဒီကွန်ပျူတာရဲ့ဘာဝယ်ထက်ချက်မကွာလိုက်ပါ၍အန်ဒီဝါတိကတပည့်ရင်မဖြစ်ခဲ့ရညာလဲ သူမှာထားခဲ့သောအမွေနှင့်များအားဖြင့်ကျွန်ုပ်၏ဆွမ်းအားရှိသမျှကြိုးပမ်း၍ပါရမီဖြည့်ဆည်းမိတာဖြစ်တယ်လို့ဆိုခဲ့မှုပါတယ်။ကွန်ပျူတာကမင်းစီရဲ့ဆန်ထားအပ်တဲ့ပုံကိုဖြစ်ခဲ့တဲ့အခါမှန်ပါတယ်။တို့ရရင်ထိုပုံကိုကြည့်နှုန်းကအစစာရရာတုန်ကြီးကြသည်ကမဟုတ်တယောက်တစ်မျိုးထူးချွန်မှုရှိခဲ့ပါတယ်။ကွန်ပျူတာရဲ့ရည်သွေးကမိမိကိုယ်တိုင်ကတက်မြောက်ကျွမ်းကျင်တဲ့ပညာကိုနှုတ်ကထုတ်ဖော်ပြောဆိုနိုင်တဲ့အခါမှာအမင်းစီယပ်လောက်တော့အောင်မြင်ခဲ့ဘူး။မင်းစီယပ်က သူခေတ္တုခါက အလွန်အပြောကြတဲ့သူဖြစ်တယ်ခက်ခဲတဲ့ပြဿနာတရားကိုရှင်းမေးလာတဲ့အခါမှာဖြစ်စေနှုတ်နဲ့ရှင်းပြရတဲ့အခါမှာဖြစ်စေကွန်ပျူတာမှာမကြမကြခက်ခဲတွေ့တယ်မင်းစီယက်စ်ကတော့ဒီလိုမဟုတ်ဘူးမိမိကိုစတိုက်လာတဲ့သူကိုပဲမိမိထံမှာတိုက်ခံရသူဖြစ်အောင်စကားတွေကို လိမ်မာပြောဆိုလိမ်မာစွာခြေပပြောဆိုနိုင်စွမ်းရှိတဲ့သူဖြစ်တယ်မင်းစီယက်စ်ကသူ့ရဲ့အတွေးမြင်လုပ်ငန်းတွေကို BC 400စုအတွင်းမှာအများဆုံးလုပ်ကိုင်ခဲ့တယ် ထိုကာလကတရုတ်လူမှုအဲတမိုင်းမှာ တရုတ်လူမျိုးများရဲ့တပိုင်းမှာခေတ္တကာလဖြစ်တဲ့ခင်ဟောင်းစနစ်ကောင်ဟောင်းနေကြဆုံးပြည်စည်းပြကွယ်စားပြူရနယ်များဒုထက်ပြောင်းလဲမှုတွေကအစားထိုးဝင်တဲ့ကာလလည်းဖြစ်နေတယ်။တနည်းဆိုရရင်ခေတ္တကာလဖြစ်တော့နိုင်ငံရေးလူမှုရေးမတည်မငြိမ်ဖြစ်မှုတွေဖြစ်ပေါ်နေတဲ့အချိန်ဖြစ်တဲ့ဒီကြောင့်ကြောင့်မဲမင်းစီယက်ကနိုင်ငံရေးရလွှမ်းမိုးရန်ကြိုးစားခဲ့တဲ့လောက်ကတော့ထင်သလားမမြင်မရှိနေကြခြင်းပဲဖြစ်ပါတယ်။ကွန်ပျူတာကွန်ရုံပြီးတဲ့နောက်တပည့်ပေါင်း90လောက်က တမ်းပြည်တွင်မှာရှိတဲ့ပရိသတ်ဒေတန်သွားပြီးတော့တမ်းပြည်အုပ်ချုပ်ရေးကိုကျိုးကန်နိုင်တဲ့သူတွေဖြစ်အောင်ကျိုးပန်းခဲ့ကြတယ်။ထိုပုံကိုယ်တွေကအနက်ကတချို့ကမင်းစရာတွေဖြစ်လာတယ်။ချို့ကလည်းမူးကြီးမှန်ကြီးတွေဖြစ်လာတယ်။မင်းစီယက်စ်အမီပါစာအုပ်ရဲ့အဆိုအရဆိုရင်တော့ကွန်ဖျူရှာရဲ့နောက်လိုက်တော်တော်များများကလူပြည်နယ်မှာရာထူးကြီးကြီးတွေရလို့ရကြတယ်လို့ဆိုတဲ့ဒီထဲမှာကွန်ဖျူရှာရဲ့မေးဖြစ်တဲ့သူဝေပြည်နယ်မှာမူးကြီးမှန်ကြီးရာထူးရခဲ့တယ်လို့တောင်ဆိုပါတယ်။ ကွန်ပျူတာပြန်လို့ပြီးရဲ့နာနှစ်ပေါင်း100အတွင်းမှာဒီဘက်နောက်လိုက်တွေကသူ့ဆရာလိုပဲနိုင်ငံရေးကိုဝင်ရောက်ဆွဲဖက်နိုင်ဖို့အတွက်ပြည်နယ်တပြည်နယ်ကနေတပြည်နယ်ကိုသွားရောက်ပြီးသူတို့ရဲ့ပညာတွေအတွင်းမြင်တွေကိုထုတ်ပေါ်ကြတယ်။၎င်းတို့ကများသောအားဖြင့်ကွန်ပျူတာရဲ့နောက်လိုက်တွေလို့ဆိုရမှာဖြစ်တယ်။ဒီလိုဆိုရချင်းကလည်းတရုတ်ပြည်သမိုင်းမှာရှေးဦးအကြဆုံးစာပေပညာရှင်ဆရာကြီးများကကွန်ဆရာကြီးဆိုတာကကွန်ပျူတာဖြစ်နေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။စစ်စစ်ဒီပညာရှင်တွေအားလုံးက ကွန်ပျူရှာဝါဒကိုလက်ခံကြသူများကဟုတ်ကြကြည်ဒုစင်ကလီယန်ပြည်နယ်ပြင်ကတွေးခေါ်ရှင်များကိုသူ့ပြည်နယ်ရဲ့မြို့တော်မှာလာရောက်နေထိုင်ဖို့ပင့်ဖိတ်ခဲ့တယ်။လက်ဆောင်ပဏာတွေလည်းပေးခဲ့တယ်။ဒီလိုပင့်ဖိတ်မြောက်စားခံရသူများတွေမှာမင်းစီယက်စ်လည်းအပါအဝင်ဖြစ်တယ်။လီယန်ပြည်နယ်ပြင်ကသာမဟုတ်ချီပြည်နယ်ပြင်စုအန်ကလည်းအလားတူပညာရှင်တွေကိုပင့်ဖိတ်ခဲ့တယ်လို့သိရတယ်။ဟန်မင်းဆက်အကြောင်းဝင်လာခြင်းရင်အထက်ပါစုအန်မင်းကတွေးခေါ်ပညာရှင်တွေကိုမြို့တော်ကိုခေါ်ယူပြီး လုံခြုံရေးပြုစုရာမှာ min cs အပါဝင်တချို့ကိုနားမရိတ်ကကြီးများပဲပြီးထားခဲ့တယ်လို့တောင်းသိရပါတယ်။တမိုင်းထောက်တာတွေရာစုအမြင်ကကြည်ပြည်နယ်ရဲ့မြို့တော်တွေးခေါ်ရှင်တွေအတွက်ကြီးကျယ်ခမ်းနားတဲ့ဗိမာန်ဆောင်ကြီးတစ်ခုကိုဆောက်လုပ်ပြီးလာသမျှအတွေးခေါ်ပညာရှင်တွေကိုနေရာချထားခဲ့တယ်လို့ဆိုတယ်။ဒီလိုပြည်နယ်ပြည်တွေကပညာရှင်ကြီးတွေကိုအပြိုင်ဆိုင်ပေးပိတ်မြောက်စားတာကနိုင်ငံရေးအကြောင်းရှိတယ်။ချောင်မင်းဆက်အာနာကြဆုံးပြီးပီတာမင်းနေအာနာထရလာတော့မတိမငိမ် ဖြစ်နေတဲ့အခြေအနေမှာ ်အင်အားကြီးတဲ့သူမျိုးမြင့်ကြီးတဲ့သူကတကိုးထွားနိုင်ဖို့အလို့ငါအတွက်ပညာရှင်တွေထံကနေအကြံဉာဏ်ရယူလို့လို့ပဲဖြစ်ပါလေဒါကြောင့်ပညာရှင်တွေကိုသူ့ထံကလူပြီးတော့ပင့်ဖိန်မြောက်စားလာခြင်းပဲဖြစ်ပါလေသမိုင်းမတန်းရဆိုရင်လီယန်ပြင်းကတွေးခေါ်ပညာရှင်တွေကိုဖိတ်ကြားခဲ့တာကအခက်ကစီးရင်နေခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့လည်းဆိုပါတယ်မြို့ပင်ဆိုစီတွေးခေါ်ပညာရှင်တို့ကကွဲပြားတဲ့အမြင်တွေရှိလျက်ကတူညီတဲ့အချက်တစ်ချက်ကလည်းရှိသေးတယ်အဲ့ဒီချက်ကတော့၎င်းတို့ရဲ့အမြင်ရာတမ်းပြေထူထောင်မယ်ဆိုရင် ီလိုထူထောင်တဲ့သူကတကယ်ပါလို့တကယ်ပါလို့ဆိုတာကတည်တည်တရုတ်ပြည်အဝင်အဝိုင်းတစ်ခုလုံးကိုပဲဆိုလိုတာဖြစ်ပါတယ်ဒီတစ်ခုလုံးကိုစုစည်းကြီးစိုးနိုင်မယ်ဆိုရင်မျှော်လင့်ချက်ပေးထားနိုင်ခြင်းပဲဖြစ်တယ်ဆီရှုံးမြင်တွေကလည်းတွေးခေါ်ရှင်တွေကနေအမြင်ကိုဖြည့်သိမ့်နိုင်ရွယ်တောင်းငန်ခြင်းမဟုတ်ဘဲနဲ့ဒီအမြင်နဲ့ပြန်လည်လက်စားချေပြီးတော့မှခုအနာကိုပြန်လည်တိစောက်နိုင်မှုတွေဖြစ်တယ်။ Mensius ကဥစွာလီယန်ပြည်နယ်မှာနေခဲ့တယ်လို့သိရတယ်။ BC 320လောက်ကနေခဲ့တာဖြစ်တယ်။ အဲ့ဒီနောက် BC 318လောက်ကျတော့လီယန်ကထွက်ပါသွားပြီးတော့မှချီပီနယ်မှာသွားရောက်နေတာခဲ့တယ်။လီယန်ဒီကိုရီဘီယန်ကမင်းစီယက်ကိုမျောလင့်ချက်ကြီးစွာနဲ့လက်ခံကြိုးစားခဲ့တယ်။မင်းစီယက်ကလည်းစိုးရကိစ္စတွေမှာစိတ်ပါဝင်စားတဲ့အတွက်ကြောင့်ဒီပီနယ်ကိုသွားရောက်ခဲ့ခြင်းပဲဖြစ်ပါတယ်။သို့ရာတွင်မင်းစီယက်နဲ့နေရှင်ဘီယန်တို့ပဋိပက္ခတွေဖြစ်လာကြတယ်။အကြောင်းကတယောက်နဲ့တယောက် အမြင်ချင်းကွာခြားတဲ့အတွေ့အကြုံပဲဖြစ်တယ်။တူကနန်လောကကိုဥစားပေးပြီးတယောက်ကတယောက်ကရုပ်လောကဒိဋ္ဌိဘဝအခြေအနေကိုဥစားပေးတဲ့အတွေ့အကြုံပဲဖြစ်တယ်။ကိုရီဘီယန်ကမင်းစီယက်စ်ကိုနိုင်ငံတော်ကြီးတိုးတက်ကြီးပွားအကျိုးမြတ်များအောင်ဘယ်လိုလုပ်ရမလဲလို့မေးတဲ့အခါမှာမင်းစီယက်စ်ကရှင်မင်းကြီးကျိုးမြတ်ဆိုတဲ့စကားကိုပဲတောင်းဆိုရပါသနီး။လူလောကမှာလူစံတဲ့နှလုံးသားရှိမှုနဲ့တော်တက်ပြောင်းမှမူရှင်လုံလောက်ပြီမဟုတ်တော့လို့ဆိုလိုက်ပါတယ်။အဲ့ဒီခါမှာဘင်းကမင်းစီယပ်လိုပုံကူမျိုးကိုအားကိုးခြင်းနဲ့ တကူအာနာတိုက်ပွဲတွေမှာအကျိုးမများနိုင်လို့ယုံကြည်လာတယ်။ဒီလိုယုံကြည်လာတာနဲ့တပြန်တည်းတည်းမင်းစီယက်ကသုံးမရတဲ့ပုံကိုဖြစ်သွားတော့တယ်။အကျိုးမြက်ကိုရှာလို့တဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဘေးရန်တွေကိုမင်းစီယက်ကဆင်ခြင်ပြတယ်။ရှင်ပြန်သည်တန်းပြီအတွက်အကျိုးမြက်ကိုရှာအပ်ထိုကမူကြီးမကြီးတို့သည်သူတို့၏ဆွေမျိုးသားကြီးအကျိုးမြက်ကိုရှာတော့ပြီအထိုကတမ်မန်ပြည်သူများနေဝင်ထမ်းများကကိုကျိုးစည်းဝါကိုရှာပြီးတော့အဤသို့အကျိုးမြက်ကိုရှာကြသည်နှင့်တပြန်တည်းတည်းအထက်နှင့်အောက်စောကြနှက်ကြတိုက်ကြခတ်ကြပြီးတော့မီထိုကောင် တိုင်းမိကြီးနဲ့ကြီးစွာသောဒုက္ခနဲ့ရင်ဆိုင်ရပြီတော့မြည်တဲ့ဒီမှာဖြစ်နေတယ်လို့ပဲနော်အကြောင်းမူကလူတို့ဒီကျိုးမြတ်ကိုသာအေးပရနာထားပြီးတော်တက်ဖြောင်းမှမူကိုအေးမထားတက်ကြသောအခါထိုသူတို့ဒီအခြားသူတို့ဤပိုင်ဆိုင်မှုကိုမတိပါဘဲနဲ့မရောက်ရင်းနိုင်တော့ပြီထို့ကြောင့်ရှင်မင်းကြီးဒီကျိုးမြတ်ကိုမရှာသင့်လို့သူကပြောခဲ့ပါတယ် ကာကလည်းဒီဘီယင်ဟူရီကမင်းစီယပ်ကိုမိမိရဲ့စီရင်နှိမ့်ခဲ့ပြီးအနေဘယ်ကလည်းဆုံးခဲ့ပြီးတားကြီးရဲ့အသက်ကိုလည်းဆုံးခဲ့ရပြီဖြစ်လို့ဘယ်လိုထိရောက်မှုရှိအောင်ဒီအရှုံးတွေအတွက်ထိမိအောင်လုပ်ရမလဲလို့မေးတယ်။အဲ့ဒီကမှမင်းစီယပ်ကရှင်မင်းကြီးတပားရန်သူကခြုံထက်တဲ့မြားလှန်ဆတဲ့လက်နက်တွေနဲ့ထိပါလာတဲ့အခါမှာပြည်သူပြည်သားတွေကတစ်သားလက်နက်နဲ့ခုခံကာပွယ်ပါစေလို့ဖြစ်ပါတယ်။ဘီယင်ကိုလည်းစီရင်ကိုစီရင်နဲ့မရေးပြန်မယ်။မိမိနိုင်ငံတွေမှာခုံတုပ်လျှော့ပြီးတော့မှပြည်တံကိုလျှော့ပြီးတော့မှ အောက်ဆိုးတဲ့အစိုးရကောင်တစ်ခုတိစားဖို့ကိုပဲသူကတိုက်တွန်းခဲ့ပါတယ်။ဒီမှာမင်းစီယက်စ်ကပြည်နယ်ပြည်ရဲ့နိုင်ငံရေးကိစ္စများမှာဩဇာမထောင်တဲ့ပုံကိုဖြစ်လာတယ်။မင်းစီယက်စ်ကလီယန်ပြည်နယ်မှာ PC 319လောက်တည်နေခဲ့တဲ့ဟူရီပရီဘရင်ကွယ်လွန်ပြီးတဲ့နောက်သူ့သားတော်စီယန်နန်းတက်တဲ့ခါကျတော့ချီပြည်နယ်ကိုထွက်ခွာသွားခဲ့တယ်။ချီပြည်နယ်ကမိုင်ပေါင်း200ခန့် တဘာပြည်နယ်များရဲ့အစိုးမှုကို sorry ချီပြည်နယ်ကနှစ်ပေါင်း900ခန့်တဘာပြည်နယ်ရဲ့အစိုးမှုကိုခံခဲ့ရတယ်။စူရန်ပြည်နယ်လက်ထဲကမှကိုမင်းကိုချင်းအဖြစ်နဲ့ထူထောင်လာနိုင်ခဲ့တယ်။အဲဒီခါမှာစူရန်ပြည်ကနိုင်ငံရေးမျှော်မြင်ရှိရဲ့ပုံကူမှန်သမျှသူ့ပြည်နယ်ကိုလာရောက်နေထိုင်ဖို့တကားဖွင့်ထားခဲ့တယ်။ပညာရှင်ကြီးတွေတန်တမန်ကြီးကကျွမ်းကျင်လိမ္မာသူတွေကနန်းတော်ကိုစုဝေးရောက်ရှိလာကြတယ်။ရှင်မင်းကလည်းပညာရှင်မှန်သမျှကိုတကန်တနာအဆောင်ရောင်လေးနဲ့ချီးပင်မြောက်စားထားတယ်။ ဒါမဲ့ဒီပုံကိုယ်ရီကိုမင်းမူတန်းဖြစ်နေမတတ်မှတ်ခဲ့ဘူးဒီလိုမတတ်မှတ်ခဲ့တဲ့အတွက်ကြောင့်ပဲရှင်ပြင်ကတိုင်းရင်ပြည်ယာရီနဲ့မပတ်သက်ဘဲနဲ့ပညာရှင်တွေကတိုင်းရင်ပြည်ယာရီနဲ့မပတ်သက်ဘဲနဲ့မိမိတို့ဘာသာတိုင်းပြည်အတွက်ကောင်းမွန်ရာရာအကြံဉာဏ်တွေကိုပေးဆွဲနိုင်ခဲ့ကြတယ်။ရှင်ပြန်ပြင်ကသူ့ပြည်နယ်ကိုမင်းစီယက်စတလာတယ်ဆိုတဲ့သတင်းကိုကြားတဲ့အခါကျတော့သူ့သားတော်ကိုနေဆက်တီသွားရောက်ပြီးအဆောင်ရောင်နဲ့တကပင်းဖိတ်စေခဲ့တယ်။ ဒီလိုကြီးမြင့်မြောက်ဆောင်မှုကြောင့်လည်းချီပြည်နယ်ကမင်းစည်းရပ်ဖို့သူ့အတွင်းမြင့်များကိုစိတ်ချလက်ချရောင်းချနိုင်တဲ့ဈေးွက်ကြီးတစ်ပွဲဖြစ်ခဲ့တယ်။တို့ရရင်စူရန်မြင့်ကလည်းတခြားသောပြည်ထောင်စုမင်းများနီးတူဒီကိုအော့စာတွမ်းမွမ်းမှုကိုများစွာလိုလားနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မင်းစည်းရပ်အဖို့ရခင်ကကြုံရခဲ့မှုတဲ့အခက်အခဲများနဲ့ကြုံဆုံစရာအကြောင်းမီဖန်လာပြန်တော့တယ်။မင်းစီယပ်ကဂျာပီပညာရှင်တွဲခေါ်ရှင်ကြီးပြီးရှင်းပြရဲ့အလိုဆန္ဒနဲ့ညီ နေထိုင်နိုင်မှုစ조사ခဲ့သေးတယ်။ဘယ်လိုပဲသူတစ်ပါးဆန္ဒနဲ့ကန့်ညီအောင်조사ပြီးနေစေကမူ Minzias ကကြကြမနေနိုင်မှုသူ့ရဲ့ပင်ကိုယ်တဘာဝကမကြမီမှာပဲဘူးပေါ်တယ်လို့ပေါ်လာတယ်။ဒီဆွေးနွေးခန်းလေးကိုကြည့်မယ်ဆိုရင်သိတာနိုင်တယ်။ရှင်မင်းကြီးဆိုကြပါကုန်။ရှင်မင်းကြီးရဲ့မူမတ်တူကသူခီးယာယီထွက်ခွာကန်ဒီမှာသူ့ရဲ့သားများတွေကိုဗိတ်ဆွေရင်ချဒူးထံမှာယုံကြည်ပြီးအနံခဲ့တယ်။ကျောတော်တပည့်သူပြန်လာရောက်ရှိလာတဲ့အခါမှာသူ့သားများတို့ကဝင့်စင်းရဲ့စားစင်းရဲ့နဲ့ရေဆန်နေရတာကိုတွေ့ရတယ် တို့ကမူမက်ကမိတ်ဆွေရင်းချကိုဘယ်လိုပြုရပါသနဲ့ဘယ်လိုပြုတင်ပါသနဲ့လို့မေးတယ်အဲ့တော့မင်းကြီးကတုတ်တင်လိုက်ရပါမယ်ငါဆရာလို့ဆိုတယ်အဲ့ကောင်ကမင်းကြီးကမင်းစီယက်စ်ကရှင်မင်းကြီးဆိုကြပါကုန် ရှင်မင်းကြီးရဲ့ဝန်ကြီးချုပ်ကတိုင်းပြည်ရာမှာကောင်းစွာစီမံဖန်တီးနိုင်ခြင်းမရှိထိုကရှင်မင်းကြီးမိတို့ပြုမှုပါမည်နီလို့မေးတဲ့အခါမှာမင်းကြီးကအလုတ်ဖြုတ်လိုက်ရင်ပါငါဆရာတဲ့အဲ့ဒါနဲ့မင်းစီယက်စ်ကလည်းကောင်းပြီဆိုကြပါကုန်ထို့သောတာပြုမှုနေရင်ရှင်မင်းကြီးရဲ့နိုင်ငံတော်မှာ ကောင်းမြတ်တဲ့အစိုးရမရှိဘူးထို့ကရှင်မင်းကြီးမိတို့ပြုမူပါမည်နီလို့မိတဲ့အခါကျတော့ဘီရင်ကမျက်နှာလွှဲပြီးတခြားတစ်ပါးတဲ့ကိစ္စတွေကိုပဲဆွေးနွေးလျက်နေပါတယ်တဲ့။စူရန်ဘီရင်ကဒီလိုပြုမူနေတဲ့အခါမင်းစီယပ်ကလည်းဒီပြည်နယ်မှာဆက်လက်နေတာလို့ကြိုးမရှိတော့ဘူးလို့သူကသိလိုက်တယ်။ဒါကြောင့်ချီပြည်နယ်ကိုစွန့်ခွာပြီးထွက်သွားပြန်တယ်။ဒီလိုလေပြည်နယ်တစ်ခုကနေတစ်ခုမင်းတစ်ပါးကနေတစ်ပါးပြောင်းရွှေ့သွားနေရင်လည်းမင်းစီယပ်ရဲ့နောက်ပိုင်းမှာလည်းတပည့်သားမျိုးတွေကများစွာပါလာကြတယ်။ အဲ့သူ့ကိုပြည်နယ်ပြည်သတိပြင်းတွေကနီးမျိုးမျိုးနဲ့မျောလင့်ချက်မျိုးမျိုးနဲ့လက်ဆောင်မနာတွေပေးတယ်။မင်းစီယပ်စ်ကလည်းပေးတယ်လည်းမခံခဲ့ဘူး။သူ့အတွက်လိုအပ်သမျှကိုပဲကန့်တက်ပြီးလက်ခံတယ်။ကွန်ပျူတာရဲ့ခြေရာကိုနင်းပြီးတော့မင်းစီယပ်စ်ကကွန်ပျူတာရဲ့အစင်လာကိုယုံယုံကြည်ကြည်နဲ့လိုက်နာခဲ့တဲ့သူဖြစ်တယ်။ကွန်ပျူတာနဲ့ကွဲပြားချက်တရက်ကတော့ကွန်ပျူတာကသူ့ရဲ့ကျန်းကန်နေမှာမိမိဒီတောင်မှရည်သူဖြစ်ပါတယ်လို့ခါခါပုတ်ဝင်လင်းလင်း ဝန်ခံခဲ့ပါလေနဲ့ Messias ကတော့ဒီလိုမားနေဝန်ခံတာကိုမတွေ့ရဘူး Messias ကအခြေတင်ပြဿနာပေါ်လာတိုင်းသူ့ဘက်ကအနိုင်ရရေးကိုပဲရှေ့ရှုတတ်တယ်လို့ဆိုတယ်သူကအတွေ့အမြင်များမှာအမှန်တရားကိုဦးစားပေးပြီးရှာဖွေကြောင်းကိုမတွေ့ရဘူး။အเจ้าမူကသူ့အနေနဲ့အမှန်တရားကိုအထူးတွေ့ရှာရမလို့သူ့မှာအမှန်တရားရှိပြီးသားလို့ယုံကြည်ခဲ့တဲ့သူဖြစ်ပုံရပါတယ်။ဒါကမက်ဆီယပ်ရဲ့ထူးခြားချက်တစ်ခုဖြစ်တယ်။တခါကတပည့်သူကမက်ဆီယပ်ကိုဝေဖန်တယ်။ငါစရာ ဆရာဒီရှိဆရာဆိုပြီးတော့စကားထုံတန်းအတိုင်းပြုမှုခြင်းလည်းမရှိပါတကားလို့ဆိုဒီကိုမင်းစီယက်ကငါတပီထိုချိန်ကထိုထိုချိန်သာဖြစ်ပြီးယခုချိန်မှောက်တော့ပြီလို့ပြန်ခြေပါခဲ့တယ်။ဤမြနဲ့မင်းစီယက်ရဲ့စိတ်ဓာတ်သဘောထားကိုသိမြင်လာပြီဖြစ်ပါတယ်။တသက်လုံးဝိမိရဲ့စိတ်အကျန်တိုင်းဘဲပြီးတော့မိကုံမှာဆွဲဆောင်လို့မရခဲ့ပေမဲ့လည်းသူဟာသူ့ဆရာကွန်ပျူရှင်လိုပဲဘဝတစ်ချောင်းလုံးမှာစိတ်ပြည့်ခြင်းမရှိခဲ့ဘူး။သူကချင်းပြည်နယ်ကနေပြန်လည်ထွက်ခွာသွားပြီးတဲ့အခါမှာသူ့ရဲ့တက်က 62နှစ်ရှိနေပြီနှစ်ကတော့ BC 330နှစ်ဖြစ်နေပြီဒီပြည်နယ်ကနေထွက်ခွာသွားပြီးတဲ့နောက်မှာ TNP နယ်မှာတစ်ချိန်အမြောက်စားခံရသေးတယ်အဲ့ဒီတုန်းက TNP နယ်ကပြည်နယ်ကြီးဖြစ်တဲ့ချူနဲ့ချီပြည်နယ်เจ้าမှာတရှိရပြည်နယ်ငယ်ကလေးပဲဖြစ်တယ်အိန္ဒိနာချင်းပြည်တော်တွေကတိပါစော်ကားတာကိုခံနေရတယ်ဒါကြောင့် TNP နယ်ဘရင်ဝင်ကမင်းစီယားရဲ့အကူအညီကိုတောင်းခံခဲ့မင်းစီယားက ဒီပြည်နယ်ကပေးရလာတဲ့ယာလူထန်တန်ဒရတွေကိုလည်းမခံဘူးဒီလိုပေးရတာကလည်းရိုးသားတဲ့ချင်းမြင်ချင်းဖြစ်တယ်လို့မယုံကြည်ကြဘူးဒါပေမဲ့ပြည်နယ်ပြည်ကိုမင်းစီယက်ကလရမြင်စနစ်ပြုပြင်ရင်းနဲ့လရဆိုင်ပြိုးရေးအတွက်ကြံ့ညံတွေကိုပေးခဲ့တယ်ဒီပြည်နယ်မှာမင်းစီယက်ကဂျာမင်စွာမနေပဲနဲ့ BC 300ခုနှစ်ခုနှစ်မှာလူပြည်နယ်ကိုထွက်ခွာသွားပြန်တယ်အဲ့ဒီပြည်နယ်ကနေသူ့အတွင်းမြန်မာတန်းဖြစ်တဲ့မင်းစုကိုပြုစုရင်သူ့တပြည့်တွေကိုပညာသင်ကြားပို့ချရင်အားယူလက်ရှိစေမှာပဲ BC 180ကိုအသက်80နှစ်မှာကွယ်လွန်သွားတယ် မင်းစီရဆက်ဘွားဖြစ်ပြက်တွေတွင်မြင်ယူစားတဲ့မူချင်းတွေဆောင်ရွက်ချက်တွေနဲ့ဆန်းလင်းပြီးရေးသားကြတဲ့ကျန်းကန်စာပေတွေနဲ့မင်းစီရအမည်နဲ့ရေးသားခဲ့တဲ့ကျမ်းပင်ကံကအပြည့်ဆုံးလို့ပဲဆိုရမှာဖြစ်တယ်။မင်းစီရအကြောင်းကိုလေ့လာရေးသားခဲ့တဲ့ IA Richard ကတော့မင်းစီရကိုခေါမတိုင်းသာကမ္ဘာတွေးခေါ်ပညာရှင်ကြီး Plato နဲ့တန်းတန်းနဲ့ထားပြီးတုံ့သက်တင်ပြခဲ့တာကိုတွေ့ရပါတယ်။မင်းစီရဆိုတဲ့ပုဂ္ဂိုလ်က မင်းစီရကျန်းကိုအလွန်ကြွယ်ဝင်းတဲ့ကျန်းကြီးတစောင်ဖြစ်တယ်ဆိုတာပြောပြခဲ့တယ်။များသောအားဖြင့်ဤကျန်းကြီးကိုမင်းစီရဘုရားပြုစုထားတဲ့သူဆွေယူပြကြပါတယ်တို့ရရင်ဒီမြကြီးကျယ်ခမ်းနားတဲ့ကျမ်းကိုသူ့ရဲ့တပည့်ရေနားလိုက်တွေကစုပေါင်းရေးတာပြုစုခြင်းဖြစ်တယ်လို့ဆိုခြင်းကပုံပြီးပန်ကံပွဲရှိပါလိမ့်မယ်မင်းစီရဆိုတဲ့ပုံကအလွန်ကိုစိတ်ဝင်စားပွဲကောင်းပြီးနားလျော ခက်တဲ့ပုံကူမြင်ဖြစ်ကြောင်းမှတ်ချက်ပြုကြပါရယ်။ Mesias ကကွန်ပျူတာလိုပဲနှိမ့်ချတဲ့တပည့်မျိုးကိုလက်ခံပညာသင်ပေးဖို့ဘယ်ကမှနောက်ဆန်တင်ခဲ့ခြင်းမရှိပါဘူး။အခါတမားမှာ Mesias နဲ့တပည့်တွေကပြည်နယ်တော်မှာအာဂန်နုဖြစ်နေရောက်သွားကြတယ်။အဲဒီခါမှာနန်းတော်ကြောင့်ဒီက Mesias ရဲ့တပည့်တွေကတခါကနန်းတော်ကဖနက်တရံကိုခုတ်ယူမှုကြောင်းပြောကြတဲ့အခါမှာ Mesias ကအချင်းတို့ငါဒီပဲတော့ခါမှာငါထံမှာသူပညာရှင်ရောက်ရှိလာတော့မိဒီပုတ်ကိုမျိုးဤအတိတ်ဖြစ်စီကိုမှစုံစမ်းရစိတ်မရှိငါထံသူပညာလိုလား ၍လာသူမှန်သည်များကိုငါလက်ခံရအတင်သာရှိသည်လို့ပြန်ဆိုလေ။တို့ရရင်မင်းစီယပ်ကသူ့ထံကိုပညာလိုလို့လာတဲ့တပည့်တချို့ကတော့ငင်းပယ်ခဲ့မှုတဲ့အဲ့ဒီတပည့်တွေကတော့အထက်တန်းစားလူကုန်တဲ့ရဲ့သားသမီးတွေပဲဖြစ်တယ်။သူတို့ကမင်းစီယပ်ကိုသူတို့ရဲ့အဆင့်တန်းအခြေအနေကိုထောက်တာပြီးဦးစားပေးစဉ်းစားဖို့တောင်းဆိုလာသူများလည်းဖြစ်ကြတယ်။ မင်းစီယက်ရဲ့ယူသားသောယုံကြည်ချက်တရက်ကမိမိကအတွင်းမြင်ယူဆတွေကမိမိရဲ့အတွင်းမြင်ယူဆတွေကပြည့်စုံမှုဘူးသူ့စီယာကွန်ပျူတာရဲ့ဝါဒလမ်းစဉ်ကိုလိုက်ပါဆက်ကန်ကျင်တာဖြစ်တယ်လို့ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒီတစ်ချက်ဒီအချက်ကသူ့ဘက်ကကြည့်မမပင်မဲဆင်းဆင်းမမှန်ဘူးအမှန်ကမင်းစီယက်ရဲ့အတွင်းမြင်တွေကကွန်ပျူတာကိုနီးမိတယ်ဆက်ခံတယ်ဆိုတော့ညာလည်းပဲတစ်ထက်တည်းမတူဘူး ပြောင်းလဲခဲ့တဲ့ခေတ်ပတ်ဝန်းကျင်နဲ့ဖြစ်ပျက်တွေကြောင့်အသည့်ဆန်းနေရှိခဲ့တယ်။ဒါကြောင့် Menzies ကဆရာကွန်ပျူတာရဲ့လမ်းရုံးဟောင်းများမှာ ဲထက်ခါထွင်ပြီးတော့သူ့အမြင်များကလည်းအပြစ်စမ်းတွေအဖြစ်နဲ့ပါဝင်ခဲ့တာတွေ့ရတယ်။ထူးခြားချက်တရက်ကတော့ကွန်ပျူရှက်ကသူ့ရဲ့စာပေကျမ်းဂန်တွေမှာမိမိရဲ့အယူဆတွေကမှားတယ်၊တိမ်းဆောင်ရင်းချွတ်တယ်လို့ခါခါဝန်ခံခဲ့ဝိမိမဲ့ Minsius ကတော့သူ့ရဲ့အတွေးအမြင်တွေကမှားယွင်းတယ်လို့ဒီခါမှဝန်ခံခဲ့တာမရှိသဘူး။ဒါကပဲကွန်ပျူရှက်နဲ့ Minsius တို့ရဲ့စိတ်ထားအခြေခံခြားနားမှုဖြစ်ုံသာမကသူတို့ရဲ့အတွေးအမြင်အခြေခံခြားနားချက်ကြီးတရက်လည်းဖြစ်တယ်။တနည်းဆိုရရင်ဒီချင်းရဟာ ဒီပုတ်ကေပုတ်ဘူးရီရှင်တန်ရက်တည်နေရတဲ့ဘဝပတ်ဝန်းကျင်အခြေအနေခြားနာချက်နဲ့လည်းဆက်ဆက်နေတယ်လို့ဆိုနိုင်ပါတယ်။ကွန်ပျူတာရဲ့ခေတ်ခါကဆိုရင်ကွန်ပျူတာရဲ့ဝါဒါကပြန်ပဲမရှိဘူးသဘောတလူဖြစ်တယ်။မင်းစီယက်ခေတ်ခါကြတော့ထို့သောမဟုတ်ဘူး။မင်းစီယက်ခေတ်မှာသူနဲ့ဆင်ပြိုင်တွေးခေါ်ကိုင်းနေများစွာရှိတယ်။ဒီကိုင်းများအလုံးကနောက်လိုက်တစ်ပြေးများရရှိရင်းနဲ့အုတ်ချုပ်သူလူရန်စားရရန်မြောက်စားခံရရေးအတွက်အပြိုင်ကျဲနေရတဲ့ခေတ်မျိုးလည်းဖြစ်တယ်။ကွန်ပျူတာရဲ့ခေတ်တုန်းကဆိုရင်ကွန်ပျူတာကမိမိရဲ့တပည့်ဖြစ်သူတွေနဲ့ များစွာချိန်ယူပြီးပြဿနာမှန်သမျှအတွက်မှန်တရားပေါ်လာတဲ့ဒီစိတ်ရှည်လက်ရှည်ဆွေးနွေးနိုင်တဲ့ညှိနှိုင်းဖော်ထုတ်နိုင်တယ်။မင်းစီရခင်မှာတော့ဒီလိုဆွေးနွေးခွင့်မရခဲ့ဘူး။မိမိခိုင်းရဲ့အထင်ပေါ်မှုမိမိဝါဒကိုကာကွယ်နိုင်ဖို့အတွက်ရှင်ပြိုင်ထုတ်ပေါ်နေရတာဖြစ်လို့မှန်တရားရရှိရတဲ့အထက်ထင်ပေါ်ကျော်ကြားရေးကိစ္စကပဲရှေ့တန်းရောက်နေတာတွေ့ရတယ်။ဒီလိုအခြေအနေမျိုးတွေမှာရပ်တည်လာရတာဖြစ်တော့မင်းစီရရဲ့စင်ကြေးတွေကိုလေ့လာကြည့်မယ်ဆိုရင်မိမိရဲ့စကားအောင်နိုင်ရေးကပဲအဓိကဖြစ်ပြီးတော့တရားနီလန်းမှန် ကြဒီဟာနီးမှန်လမ်းမှန်ကြာရေးကိုများစွာအလေးမထားခဲ့ဘူးဒီလိုဆိုရတဲ့အတွက်အမှန်တရားကိုပစ်ပယ်တဲ့ထက်သွင်းစဉ်းစားမှုအလေးမရှိလို့လည်းအဲမဆိုတာပါဘူးသူ့အနေနဲ့မိမိပြောဆိုပြုမှုတွဲခေါ်တဲ့အချက်တွေကမှန်ပြီးသားကြီးပဲဖြစ်တယ်လို့မှတ်ယူထားတဲ့အလျောက်မိမိကိုဖက်ပြန်လာသူတွေကိုအနိုင်ရအောင်ပြောဆိုတင်ပြတတ်ခြင်းကမိမိဘက်ကမှန်းနေတယ်ဆိုတာကိုရှင်းပြသူကလက်ခံအောင်လုပ်ခြင်းသာဖြစ်တယ်လို့လည်းယူဆထားပါတယ်ဒီလိုမူခြင်းမျိုးကို MCS တယောက်တည်းသာပြုမှုတယ်ဆိုရင်လည်း တရားနီလန်ကြမှာမဟုတ်ပါဘူးအနောက်တိုင်းတွေးခေါ်ရှင်များတွေမှာလည်းဒီလိုပဲဒီလိုမူခြင်းတွေကိုတွေ့ရတာပဲဖြစ်ပါတယ်အမှန်အဖြစ်ဒီလိုမူခြင်းမျိုးကကောင်းတဲ့အမူခြင်းလို့တော့မဆိုတာပါဘူးဒီကာဒီယန်မင်းစီယက်စ်ကမိမိရဲ့စကားအောက်ထိုင်မှုကိုသာတိကျထားလို့အတွေးကောမှောင်မှားမှုမျိုးနဲ့ရင်ဆိုင်ရတာမျိုးလည်းရှိတတ်ပါတယ်ဒီကကသူ့တပြည်ရင်တယောက်ကသူ့ကိုဝေဖန်တဲ့အခါမှာမင်းစီယက်စ်ကသူ့ကိုယ်တိုင်ကရှေးကချမှတ်ထားတဲ့မူဝါဒတိုင်းကျင့်ကြံခြင်းမရှိ သွေဖယ်ဖောက်ပြန်တယ်လို့တင်ပြတယ်အဲ့ဒီခါမှာမင်းဆက်ကစကားကိုကပင်ရည်ဒီစကားနဲ့စကားပြတ်ပြောလိုက်တယ်ဟိုစကားကိုဟိုချိန်ကပြောခဲ့တာအခုချိန်ကဟိုချိန်ဖောက်လို့ဆိုလိုက်တယ်အဖြစ်ပြတရမှာလည်းတည်ရေးရှင်ရဲ့ကိစ္စမျိုးဖြစ်ပြီးတော့မင်းဆက်ရဲ့ငါထင်ရင်အမှန်ဆိုတဲ့သဘောနဲ့ဆောင်ရွက်မှုတွေကြောင့်ဘေးဥပ္ပန်နဲ့ရင်ဆိုင်ရတာမျိုးတွေတောင်မှဖြစ်ခဲ့မှုပါတယ်။ထိုစဉ်ကမြောက်ဘက်ကရင်ပြည်နယ်ဆိုရကအကြက်တဲနဲ့ရင်ဆိုင်နေရတယ်။ပြည်သူတွေကလည်းဒုက္ခတွေနဲ့ရင်ဆိုင်နေရတယ်။ဒီလိုရင်ပြည်နယ်ရဲ့ဒုက္ခဒုက္ခရောက်နေချိန်မှာချီပြည်နယ်ကဆိုရက ရင်းပြည်နယ်ကိုကျူးကျော်တိုက်ခိုက်ရင်ကောင်းမကောင်းဖြစ်မဖြစ်ကြံ့ကြံ့တောင်းတယ်လို့ဆိုတယ်မင်းစီစပီးတဲ့အကြံဉာဏ်ဤနဲ့ပတ်သက်တဲ့မှတ်တမ်းတွေမှာတော့တခုနဲ့တခုမတူ क्वे ပြားကြတော့냐လဲပဲကျူးကျော်တိုက်ခိုက်ရေးကိုမင်းစီစကမငင်းဆန်ခဲ့ကြောင်းမှထင်ရှားပါတယ်။အကယ်၍နိုင်ငံရေးနဲ့လူသားဝါဒဘက်ကစဉ်းစားမယ်ဆိုရင်မင်းစီစကိုဝေဖန်ပြစ်တင်ရမှာဖြစ်တယ်။ချီပြည်နယ်ကရင်ပြည်နယ်ကိုစိုးမိုးတဲ့အခါမှာ အနာရသူတို့ကဖိနှိပ်ညှဉ်းပန်းလို့နဲ့အတွက်ကြောင့်ရင်းပြည်နယ်မှာတော်လန်ပုံကံမှုတွေဖြစ်ွားခဲ့တယ်။တချို့ကလည်း MCS ကချီပြည်နယ်ကိုရင်းပြည်နယ်အားတိုက်ခိုက်ဖို့ဗဲနီးနယ်မှာမတိုက်တွန်းခဲ့ဘူးဆိုတဲ့အကြောင်းတိုက်တွန်းနေဆိုတာလည်းဖြစ်နိုင်မှန်းမရှိဘူးလို့ရေးသားခဲ့တာမျိုးတွေလည်းရှိပါတယ်။ MCS နဲ့ပတ်သက်တဲ့သိရတဲ့အချက်လက်တွေကိုကြည့်မယ်ဆိုရင်တော့အတီညိုဘွေဟာအကြောင်းချက်တွေလည်းများစွာရှိသေးတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။နောက်တစ်ပိုင်းမှာတော့ MCS ပေါ်ပေါက်လာတဲ့အခြေအနေနဲ့ ဆက်လက်ပြီးတော့မှတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီတစ်ပိုင်းကတော့ဒီမှာပဲအဆုံးသတ်လိုက်မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။မနီတာမင်္ဂလာပါ။မလွယ်ရင်ငါတင်စာမှာမအောင်မှာ77 Covid ညူချစ်လူမ Phoenix of Burma အာ L မလီလီမအေဂရီမှုကိအာကကတူးနဲ့ ตะกาตรงเนี่ยพี่ตรงมาสวยเหมือนมาหนูเปียมาหนูเปียมาหนูเปียมาหว่าหว่าเอลมาหน่อยเฮ้ยหล่ะอาจารย์ดูหล่ะอุตส่าห์ไหนเว่ยมาหนูเปีย ာနွေတယ်ဟုတ်သူဒါဒီနေ့ညာဘက်ဇေနာရေးချိန်ကိုလေတခြားဟာလေးကြည့်ပြီးပါတော့သူဒါညာဘက်ချိန်မတင်နိုင်လို့ဟုတ်ဘာနွေလို့မိကလာပါဟုတ်မာပုစုတီယိုမာနွေစင်မမဲဟုတ်အဲ့တော့အလုံးမဲ့တတတာတော့ဒီနေ့သူတကြီးမှာ48တော့ပေါ်ပါတယ်ဟုတ် ုဗလာနည်းနည်းလေးကောင်းကဲ့အော်စာဖတ်တာမတူဘူးဟုတ်ဟုတ်မနုကျေးဇူးပါမြင်နေမြင်နေမအေဂရီမှုပြရနော်ပြေဖြစ်တာဂျုံးနေထုံးနေရဆိုတော့တိတီဥတို့တိတီအတိတီမေမေဝင်းတို့ TM ဥတို့ရှိနေတယ်လဲခေါ်ပါတယ်လို့မရွှေစင်ကြည့်လို့မမဆဆတို့မမ Alex တို့ Hello May ုံခေါ်လိုက်ပြီအဲ့ဆိုအားလုံးပဲတက်တာနော်ဒီနေ့ည10နာရီချင်းကြည့်ပြီနော်၄နာရီချင်းကတော့ပုံမှန်တစ်ခုတစ်ခုတင်ပါမယ်အားလုံးပဲတက်တာပါ